အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်သင်ပေးမယ့်အကြောင်းအရာကတော့ဒီမှာ grade 12ပေါ့နော် grade 12ရဲ့ grammar part ဖြစ်ပါတယ်အဲ့ဒါကတော့2025ရဲ့ O question မေးခွန်းအစုံနံပါတ်8ဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင် revise lesson ဆိုစာသားတွေကိုပြန်ရေးပါ according to the instructions given in bracket bracket ထဲမှာပေးထားတဲ့ညွှန်ကြားချက်တွေရာစာသားတွေကိုပြန်ရေးပေးပါဒီမှာဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံးဒီစာသားတွေကိုဖတ်ပြမယ်ပြီးရင် ဘောက်ကိုဖြည့်ကြည့်မယ်ဖြည့်ကြည့်ပြီးလို့ရှိရင်ဒီစာကြောင်းนี่ကျွန်တော်ပြောဖြည့်ပြထားတဲ့အဖြစ်နဲ့နိုင်ကြည့်မယ်ဆိုရင်ဘုပ္ပန်ကြောင်းမှန်လည်းသိရမှာဖြစ်ပါတယ်။ Okay သင်ခန်းစာလေးကိုစာလိုက်အောင်။ Number 1 I did not fall while I was cycling. I did not break my leg while I was cycling. Use neither no. 2 The story was very interesting. I read it in one sitting. Join the sentences using such that. 3 Patricia asked me, Did you visit the zoo last month? Change into the reporter's speech. 4. The government has provided all the villagers in this area with fresh water. Change the sentence into the passive form. 5. If you spend more, you cannot save much money. Join the sentences using the more, the less, the more, less, ER the more less you yeah. Six, they climbed the mountain. No one guided them. Join the sentence eh, using without plus but ing. Seven, the team won the championship. It also set a new record. Join the sentences beginning with not only but also. Eight, Sandy was awarded the first prize in the essay competition. She was praised by her friends. Join the using as a recital. 9. I did not have enough money. I did not buy the car. Use the touch conditioner. 10. Her workload is extremely demanding. She makes herself accessible to people anyway. Join the sentences beginning with no matter. ဟုတ်ကဲ့ပါဒါလေးက2025ရဲ့အစောနံပါတ်8မှာပေးထားတယ်ဂရမာ10ဖို့ဖြစ်ပါတယ်ဒါလေးကိုဒီဖြည့်ပြီးရင်ကျွန်တော်ဖြည့်ထားလေးနဲ့တိုက်ကြည့်မယ်ဒါဆိုရင်တော့ကိုယ်ပိုင်လည်းပုံမှန်လည်းသိနိုင်ပါတယ် Okay နံပါတ်1ကိုစကြည့်အောင်နံပါတ်1ကဒီမျိုးဆိုရင် I did not for ကျွန်တော်အဲမကြောက်မလဲဘူးပေါ့နော် Why I was cycling ကျွန်တော်စပိန်စီးနေတဲ့အချိန်မှာကျွန်တော်လဲလဲမကြခဲ့ဘူး စဝိုင်းလည်းမလဲဘူး I did not break my leg ကျွန်တော် energy လို့ဆို6တော့6တော့လည်းမကျူ why i was cycling အဲ့ဒီမှာဆိုရင် one hour cycling ကတော့ true ပဲဆိုတော့တကူရဲ့ရမှာပေါ့နော်ဒီမှာကသူကဘာနဲ့ရေးခိုင်းလဲဆိုတော့ use night down နဲ့ရေးခိုင်းတယ် night down နဲ့ရေးခိုင်းလဲဆိုရင်ဒါ not ပါတဲ့ဟာရဲ့ပြန်ဒီမှာဆိုလို့ရှိရင် did not did not ပါတယ်ဆိုတော့ did not ဖြုတ်မယ် did not ဖြုတ်ရင်ဒီကောင် did ကိုဖြုတ်တဲ့ကြောင့်မလို့ for ကိုဘာ do ပြောင်းပေါ့နော် as fn လည်းဖတ်ဖြစ်မယ်ဒီမှာလည်း did not ဖြုတ်မယ် နောက်စာကြောင်းမှာလဲပေါ့နော်ဒီတော့ဖြစ်မှာဆိုရင် BIK break ကိုဘာတူပြောင်းမလဲ BIK broke အဲ့တော့ဒီ fall နဲ့ fall နဲ့နောက်တစ်ခါနောက်တစ်ခါ break my leg ပေါ့နော်အဲ့ဒါကို night down နဲ့ရေးလိုက်အောင်မယ်ဆိုတော့သူ့ရဲ့အဖြေက I neither fell nor broke my leg while I was cycling ကျွန်တော်စပိန်ကြီးနေတဲ့အချိန်မှာစပိန်လည်းမလဲဘူးကျွန်တော်ချက်တော့လည်းမချိုးခဲ့ဘူးပေါ့ Okay number 2 Number 2 are the story Salanga was very interesting. ရန်စိတ်ဝင်စားစရာကောင်းတယ် I read it ကျွန်တော်ဖတ်ခဲ့တယ် in one sitting တထိုင်နေနဲ့ဖတ်လိုက်တယ်ပေါ့နော်ဖတ်ခဲ့တယ်ဆိုဒီမှာက search တဲ့နဲ့ရေးခိုင်းတယ် search နဲ့ရေး search တဲ့ကြားမှာ the article a n ရဲ့ adjective ရဲ့ noun ရဲ့ထဲမှာဆိုတော့ဒီမှာဆိုရင် noun ပါတယ် story story က noun ပေါ့နော် story က noun adjective ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ interesting ပေါ့စိတ်ဝင်စားစရာကောင်းတော့ဆိုတာ adjective ဒါက very ရတော့ဖြောပါမှာလေ interesting ကိုကြည်လိုက်တော့ a ထက်မလား a ထက်မလားဆိုတော့ i နဲ့လဲစရတယ် other နဲ့လဲထွက်တယ်ဆိုတော့ and ထက်မယ် and interesting ဒီနောက်ကိုပြန်ရေးမယ် story ပေါ့နော်ဆိုတော့စာသားရဲ့အရှိရဘာနဲ့စမလဲဆိုတော့ idea နဲ့စာပြန်ရေးမယ်ပေါ့နော် it was အဲ့လိုလေးစာရေးမယ်ပြီးရင်ကျန်တာတော့ set ကိုပါမှာပဲဆိုတော့ number 2ရဲ့အဖြေက it was such an interesting story that i read it in one sitting โอเค number 3ကိုကြည့်အောင် ပက်ထရီရှာအစမီပက်ထရီရှာကကျွန်တော်မေးရင်တစ်ချူဘီစေးသွားလဲသလားတဆုတလိမ့်ဆိုင်ယုံကို last month လွန်ခဲ့တဲ့လတော့တလိမ့်ဆိုင်ယုံသွားလဲသေးလားလို့မေးတယ်အချိန်တည်းချိန် into the reporter's video reporter's video ဆိုတော့ဒါက interview ပြောင်းခိုင်းတာပေါ့အဲ့တော့ဒီမှာစေးမေးတဲ့လူက Patricia မေးခံရတဲ့သူကမေးပေါ့နော် speaker က Patricia listener ကကျွန်တော်မေးပေါ့ဆိုတော့ဒီမှာစေးမေးကိုမေးကောမှာနှစ်မျိုးရှိတယ် heaven bad လား deploy လားဆိုတော့ ီမှာ heavy man နဲ့စားတယ် heavy man နဲ့စားရဆိုရင် IIF နဲ့ဆက်မယ်အဲ tick up buff do လို့ယူစားမယ် buff do လို့ယူစားရင်ဒီ buff ပေါ့နော်ဒီ main buff ကို half plus buff 3တော့ပြောင်းပေးရမယ်ယူကကြတော့ min နဲ့ဆိုင် min နဲ့ဆိုင်တဲ့ခါကျတော့သူကဒီ subject နေရာလေးဖြစ်တဲ့ခါကျတော့ min နဲ့ဆိုင်နေရာ i ကိုပြောင်းမယ် i ဒီမှာက head visitor တဆူပေါ့နော် last man ကကြတော့ကျွန်တော်တမန် before လည်းပြောင်းလို့ရသလို the previous month လို့လည်းပြောင်းရေးလို့ရတယ်ပေါ့ဆိုတော့နံပါတ်3ရဲ့အဖြေက Patricia asked me if I had visited the zoo the previous month. Previous month လဲရေးလို့ရတယ်။ဒါနောက်တစ်ခါတမတ် before လဲရေးလို့ရပါတယ်။ Okay number 4. Number 4က the government အစိုးရက has provided ထောက်ပံ့ခဲ့တဲ့ all the villages ရွာတွေအကုန်လုံးကို in this area ဒီနေရာမှာရှိတဲ့ရွာတွေအကုန်လုံးအဲဒီနေရာမှာသိရမှာကဒီ all the villages in this area ဆိုတာတစ်ဆက်သေးပါတော့။ဒါ ဟောဘောနော်ဘာလဲဆိုတော့ noun group ပေါ့အဝတ် first water ဘိုင်းနဲ့ထောက်ပါမှလဲဆိုရင် first water ရေချိုပေါ့တောက်ဆက်ရေမရှိလို့ရေချိုရင်းနဲ့ထောက်ပါမှသူကဒီမှာလဲ passive form ပြောင်းခိုင်းတယ်အဲဆိုလို့ကျကျွန်တော် subject ဘက် object ကိုခွဲရတော့မှာဒီမှာဆိုရင် subject က the government ဒါ the government က subject has provided က platform ပေါ့နော် platform ဆိုရင်ရဲ့ဒီ passive မှာဆိုရင်ဒီ has blood battery has a blood battery ဆိုရင် has a blood pain blood battery ကိုပြောင်းမယ် ဒီမှာ object က all the villages in this area ဒီနေရာမှာရှိတဲ့ရွာတွေအကုန်လုံးဆိုတော့ဒီအကုန်လုံးကဒါဘနော်က object ပေါ့ object ကိုရှင်းထုတ်မယ်ဆိုတော့ဒီမှာအများကြီးအများကြီးဆိုတော့ hs မရတော့ hv ဟမ်ပြီးမှဒီနေရာမှာ bin ထည့်မယ်ပြီးရင်ကျွန်တော်တို့ bind the cover မယ်ဒီမှာ with fresh water ဒါမှမဟုတ်လည်းဒီမှာ provider with ကတွဲလုံးဖြစ်တယ်ဆိုရင် provider with ကိုအရင်ဝင်မယ်ဆိုတော့ provider with လို့ရေးတာပိုကောင်းတာပေါ့နော် provider with ပြီးမှတကားမှန်ကိုဘိုင်ခံရေးပေါ့ ဆိုတော့နံပါတ်4ရဲ့အဖြစ်က all the villages in this area have been provided with fresh water by the government ဒီနေရာမှာ with fresh water က fresh တခုလို့ပြောလို့ရတယ် fresh တခုလို့ယူဆမယ်ဆိုရင် by the government အနောက်မှာရေးရမှာဒါပေမဲ့ဒီမှာကျတော့ provided with ပေါ့နော်ဒီတွဲလုံးလို့တွဲလုံးလိုမျိုးယူလိုက်မယ်ဆိုရင်တော့ဒါ provider ဝယ်ဒီပုံစံလေးကပို့ပြီးတော့တင်တော့ပါတယ်။ Okay number 5ပို့ကြည့်အောင် မဖိုက်က if you spend more min ပို့ပြီးတော့သုံးရင် you cannot save much money ပတ်စံအများကြီးမစုမိဘူးဒီမှာရေးခိုင်းတော့လဲ the more the less ရေးခိုင်းနေအဲ့တော့ဒါက more ထုတ်လိုက်ပေါ့နော် more ထုတ်ပြီးတဲ့ခံပြီးတော့ the more you spend min if ကဖြစ်အောင်မင်းများများသုံးလေလေအော်ဒီမှာကျတော့ much money much money အများကြီးဆိုတော့ဒီအရှိ့ကိုထုတ်မယ်ဆိုရင် more ပဲထုတ်ရမှာ much ရဲ့ activity က more ထုတ်ဒါပေမဲ့ match ကများတယ်ဟုတ်ပြီ ြီးတော့အကြတော့မဟုတ်ဘူးဆိုတော့ not much မများဘူးဆိုတော့ ਨੇ ਨੇ တယ်ဆိုတော့ကျွန်တော် less ကိုပဲထုတ်လိုက်မယ် not ਨੇ not ਨੇ much အစားပါเนาะ the less money you can save အဲ့လိုပြန်ရေးလိုက်မယ်ဆိုတော့ number 5ရဲ့ဖြေက the more you spend mean ပို3လေးလေး the less money you can save မင်းပတ်စံနည်းနည်းပဲစုမိလေ okay နမ6 နမစကဒီကလိုင်းသူတို့တက်ခဲ့တဲ့ mountain တောင်တက်ခဲ့တဲ့ no one guided ဘသူကမှသူတို့ကိုလမ်းမညွန်ဘူးပေါ့နော်သူက without blood ဘာဘာကြီးနေရခိုင်နေဆိုတော့ without blood ဘာဘာကြီးဒီမှာ no ပါတယ်နော် no one ပေါ့နော် no one ပါတယ်ကြီးလိုက်တော့ဒီမှာဒီကိုင်းတမှာသူတို့တောင်တက်ခဲ့တဲ့ no one ဘသူကမှသူတို့ကိုလမ်းမညွန်ဘူးဆိုတော့ no ရတယ်ဒီမှာပါတယ်ပြီးတော့ဒီအရှိကဒေနဲ့ဒီ no one နဲ့ကမတူဘူးပေါ့မတူအဲ့ဒေကဘယ်ရောက်လာလဲဆိုတော့ damn ဆိုတဲ့ object နေရာရောက်သွားတာ ဆိုတော့ဒီကောင် passive form လို့လည်းပြောလို့ရသလို subject မတူလို့ being blood battery ရေးမယ်လို့လည်းပြောလို့ရတယ်။ without being battery ပေါ့နော်။အဲ့တော့ဒီနေရာမှာ without being guided ဆိုပြီးတော့ဒီတလုံးကိုပဲယူမယ်ဒီတန်းလည်းမလိုတော့ဘူးเนาะဆိုတော့နံပါတ်၁ရဲ့အဖြေက they climb the mountain without being guided အဲ့တော့ without being guided ကိုလည်းရှင်းတင်ရလို့ရတယ်အဲ့ဆိုရင်တော့ comma ခံပြရမှာပေါ့เนาะ without being guided comma they climb the mountain okay နံပါတ်7 နံပါတ်7က The Team အဖွဲ့က Won the Championship Championship လာရခဲ့တယ်။အဲ့တော့ဆိုစတုကဆက်တန် New Record ဒီမှတ်တမ်းအစ်စ်တခုကိုလည်းတင်နိုင်ခဲ့တယ်ပေါ့နော် Record တခုလည်းမှတ်တမ်းတင်နိုင်ခဲ့တယ်။အဲ့တော့အဲ့မှာသူကဗာလေကန်နော်နီပါဆို beginning ဝင်နေရခိုင်းလဲဆိုတော့နော်နီပါဆိုရှေ့ထုတ်လိုက်မယ်ဆိုရင်အဲဒီကောင်းပါနော်ဒီကောင်းကိုကြည်လိုက် ကြည့်လိုက်တော့သူကဘာလဲဆိုတော့ verb 2 verb 2ဆိုရင်အခုကိရိယာဟာပြန်မတလုံးလို့တော့ did ကိုသုံးမယ် not only did the the team ဒီကောင် win ကိုပြန်ပြောင်းမယ် win the championship ဒီမှာ comma ခံမယ် but ကျန်တာဆက်ကူရုံပဲပေါ့နော် so number 7အဖြေကလေးလိုလေးဖြစ်သွားမယ် not only did the team win the championship comma but it also set a new record တာခသူက not only ကိုရိုးရိုးပုံစံရေးလို့မရဘူးလားလို့ပြောစရာရှိရပေါ့နော်ရိုးပုံစံရေးမယ်ဆိုရင် ။တသိန်းတော် only won the championship but also set the new record ပေါ့။အဲ့လိုရေးရုံပဲဒါပေမဲ့ဒီမှာက beginning with နောင်လေးပါဆိုနေနောင်လေးနဲ့စရေးခိုင်းနေဆိုတော့ဒီပုံစံလေးကတော့ပို့ပြီးတော့တင့်တော်ရပေါ့နော်နောင်လေးရဲ့နောက်မှာ heaven back လာတဲ့ပုံစံ heaven back ပြီးမှဒါ subject လာမယ်ဒီမှာ main back လာမယ်ပေါ့နော်ဒီပုံစံလေးကပို့ပြီးတော့ကောင်းပါတယ် okay နံပါတ်8ကိုကြည့်အောင်နံပါတ်8က sunny words word sunny ကစုရတယ် the first prize ပထမစု in the SA competition SA ပြိုင်ပွဲမှာပထမဆုံးရတယ်။ Chiwa Express သူမကချီကျူးခံရတယ် by her friend သူမရဲ့တကယ်ချင်းတွေချီကျူးခြင်းကိုခံခဲ့ရတယ်။ဆိုတော့သူက as a result နဲ့ရေးခိုင်းတယ်ဒါကဒီ cause and effect ပေါ့နော်။အဲ cause and effect ကိုပြတဲ့ဟာဆန္နာကချီကျူးခံရတယ်ဘာလို့ချီကျူးခံရလဲဆိုရင်ဒီဆုရလို့ပေါ့။ဆုရလို့ဆိုတော့ဒီမှာက as a result ရဲ့နောက်မှာ noun တော့၎င်း ing တော့၎င်း လိုက်တယ်အဲ့တော့စူရလို့ဆိုတော့ဒီကောင်းကဒီစာကြောင်းနဲ့တွဲတွဲတင်နေပေါ့နော်စူရတော့ကြောင်းချီကျူခံချီကျူခံလို့စူရတာမဟုတ်ဘူးအဲ့ဆိုအဆရဆာတော့ဒီမှာဒါကို ing ပြောင်းလိုက်အောင်မယ် past ကို ing ပြောင်းတော့ being ပေါ့အရှိကတော့ဒီ sn ကိုဖြုတ်ခဲ့တာဆိုတော့ဒီ sn ကိုဒီရှိနေမှာပြန်လာထည့်ရပြီဆိုတော့ဒီလိုလေးဖြစ်သွားမှာပေါ့နမရေးဖြစ်ရ as a result of being awarded the first prize in the essay competition comma sunny was praised by her friends โอเคနံပါတ်9ကြည့်မယ်နံပါတ်9က I did not have ကျွန်တော်မှမရှိဘူး enough money ပတ်စံလုံလုံလောက်လောက်လုံလောက်တဲ့ပတ်စံမရှိဘူး I did not buy a car ကျွန်တော်ကားတစ်စီးလည်းမဝယ်ခဲ့ဘူးပေါ့နော် tag condition နဲ့ရေးခိုင်းတယ် tag condition နဲ့ဆိုရင်ဒါက if clause နဲ့ main clause ရဲ့အထက်မှာ if clause မှာ have blood battery ဆိုရင် main clause မှာ what have blood battery ပေါ့ဆိုတော့ပတ်စံရှိရင်ဝယ်ခဲ့မိမှာပဲအဲ့လိုမျိုးလည်းရေးလို့ရတယ်ပတ်စံမရှိရင်မဝယ်ခဲ့မိဘူးအဲ့လိုလည်းရေးလို့ရတယ် ဆိုတော့ပထမပုံစံလေးမျိုးပြောမယ်ဆိုဒီလိုလေး if i had had အဲ့တော့ had ကအကူကရိယာ have မှာတော့ဒီမှာမျက်စိလဲရတဲ့အကူကရိယာတော့ဒီကောင်ကကြတော့ had နောက်က had က main verb battery တုံးတာဆိုတော့ဒါအကူကရိယာဒါက battery ဆိုတော့အဲ့တော့ have လက် battery ကြိုက်တယ် if i had had enough money enough money အမှလုံလောက်တဲ့ပတ်စံနာရှိခဲ့ရင် i would have bought a car ငါကားတစ်စီးဝယ်ခဲ့မှာပဲ would have plus battery ပေါ့ဒါကတော့ဒါဟောပါတော့ ဖြစ်နိုင်တဲ့ဆိုတော့ not မပါတဲ့ပုံစံမျိုးသုံးတာနောက်တစ်မျိုးလည်းရေးလို့ရတယ်ဒီလိုလဲအဲ if i had no had had no had enough money လုံးဝလည်းပတ်စံမရှိရခဲ့ရင် i would not have bought a car ကားတစီးတော့ဝယ်ခဲ့မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီပုံစံလေးကိုအပေါ်ကရေးပြဒီပုံစံလေးရပို့ပြီးတော့တင်တော့ပါတယ်ကျွန်တော်မှလုံးဝလည်းပတ်စံရှိခဲ့ရင်ကျွန်တော်ကားတစီးဝယ်ခဲ့မှာပဲအောက်ကပုံစံလည်းမလာဆိုမလာမအောင်အမှန်ပြလို့ရပါတယ်သူကလည်းပေါ့နော်โอเคနံပါတ်10ကိုချင်အောင် နံပါတ်10ကဟာ what load သူမရဲ့ဒီအလုပ်လုပ်လျမဲ့ပမာဏအလုပ်ပမာဏက is extremely အလွန်ကြောင့် demanding တောင်းဆိုမှုတွေများနေတယ်ဆိုတော့အလုပ်တွေရမ်းများနေပေါ့နော်အဲ့တော့ရှီမိတ်စာဆန်သူမကိုသူမ acceptable to people လူတွေနဲ့လည်း anyway ဘာမှအဲဘယ်နည်းနဲ့မဆိုလူတွေလည်းလက်ခံအောင်လူတွေနားလည်အောင်နော်လူတွေသူ့ကိုလက်ခံအောင်လုပ်နိုင်တယ်ပေါ့လုပ်ခဲ့တယ်။အဲ့သူက no matter နဲ့စကိုင်းတယ်။ no matter ဆိုတော့ဒီမှာ one ဆက်လို့ဆိုတော့ ဒီမှာ adverb ပါတယ်ဒါ adjective adverb adjective နဲ့ adverb ပေါ့နော်ညစ်နုမတာ how နဲ့ဆိုပို့ကောင်းတယ် no matter how extremely demanding ဒီအဆက်ကြီးပေါ့နော် how are you ဒီမှာအလုပ်ကဘယ်လိုပဲတောင်းဆိုနေပါစေဒီမှာသူကိုဒီလူတွေကျေနပ်အောင်လူတွေလက်ခံအောင်ပြုလုပ်နိုင်ခဲ့တယ်ပေါ့ဆိုတော့ဒီလိုလေးဖြစ်သွားမယ်နော်မတာ how extremely demanding how are you is he makes နော် C mesh ပေါ့နော်ဒီမှာတော့ C လေးဖြစ်ပါမယ်အဲဒီမှာ C C mesh has some accessible to prepare ဒီ anywhere ပြီးပါရဖြုတ်ရတာပေါ့နော်ဆိုတော့ဒါကဒီ2025မှာမိသား grammar ရဲ့အစုံနံပါတ်10ပေါ့နော်အရှိမလည်းကျွန်တော်ခုနှစ်စုံရှိပြောခဲ့တာပေါ့ဒါတော့အစုံနံပါတ်10ခုမှဖြစ်ပါတယ်နောက်တင်ကစားလည်းကျွန်တော်ဆက်ပြီးတော့ပြောမှာဖြစ်ပါတယ်အခုတော့ဒါတော့ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်